အားလုံးမင်္ဂလာပါ Football Principle လည်းကြိုဆိုပါတယ်ကျွန်တော်တို့ဒီမနေ့ညကျွန်တော်တို့ဒီကစားခဲ့တဲ့ကျွန်တော်တို့ဒီ Premier League ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ Chelsea ကအမှတ်ထရောခဲ့တယ်အဲပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ Chelsea က issue issue ကိုကျွန်တော်တို့အကုန်လုံးလက်ခံကစားခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အနိုင်မနိုင်ခဲ့ဘူးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမနေ့ညကကျွန်တော်တို့ဒီပွဲစဉ်က Chelsea ကတေးကြပေါ့ကိုကျွန်တော်တို့ဒီ19နဲ့ပွဲစဉ်ဒီညမှာဆိုရင်တိုးကကျွန်တော်တို့ဒီအနိုင်မနိုင်ခဲ့ဘူးလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အခြေအနေကတော်တော်လေးကမှကျွန်တော်တို့ဒီစိုးရိမ်စရာကောင်းတယ်အထူးသဖြင့်ကျွန်တော် Champions League အတွက် တကယ်မှကျွန်တော်ဒီစိုးရင်စရာကောင်းနေပြီ။တစ်ချက်ချင်းမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကအဆင့်ကတူနေ6၊ Real Madrid ကကျွန်တော်တို့ဒီ Newcastle တူနေနှစ်ဖက်တူနေကွာဟနေပြီ။ဒီနေရာမှာဆိုရင် Newcastle တူနေတပွဲတူနေရှော့ကစားထားတယ်။တစ်ချက်ချင်းမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကတော်တော်လေးကမှကျွန်တော်ဒီစိုးရင်စရာကောင်းနေ။သူတို့ကကျွန်တော်တို့ဒီအမှတ်ပြုရန်ပိုးစင်းနေမှာဆိုရင်မယူနိုင်ဘူး။စတဲ့တူနဲ့နှစ်နေရောတယ်ဒီနေရာမှာဆိုရင်တို့တင်းရဲ့လက်ရှိကျွန်တော်တို့အခြေအနေကတော်တော်လေးကမှကျွန်တော်တို့ဒီအာဆိုရင်စရာကောင်းတယ်ဒါအပြင်လက်ကျန်ပိုးစင်တွေကိုကြည့်မယ်ဆိုရင် Chelsea ကဘလို့မှကျွန်တော်တို့လွယ်ကူတဲ့ပိုးစင် တပွဲမှာပေါ့လက်ကျန်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ဒီ Fulham Everton ကျွန်တော်တို့ဒီ New ဒီ Liverpool Newcastle United Tottenham Forest 6ပွဲကျန်သေးတယ်အဲ6ပွဲမှာဆိုရင် Chelsea ကတကယ်ကျွန်တော်တို့ဒီကစားခတဲ့အသင်းတန်တွေ့ရမယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအပွဲမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကဘယ်နှပွဲနိုင်ဖို့တေချာလားတေချာတေချာလို့ကျွန်တော်တို့ပြောနိုင်တယ်တပွဲကျွန်တော်တပွဲမှာကျွန်တော်တို့ဒီမရှိဘူးဗျာ ဒါမှမဟုတ်ကျွန်တော်ပမာဆိုကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီအာ Fulham ရဲ့အင်္ဂလကစားမယ်အဲပွဲပြီးရင်ကျွန်တော်တို့ဒီတစ်ဖက်က Chelsea ကကျွန်တော်တို့ဒီ Everton ပါဖို့ကျွန်တော်တို့ဒီအာ Newcastle United ကျွန်တော်တို့ Fulham ဒီသင်းနဲ့ကဲမယ်ဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီအဲအသင်းတွေထဲမှာဆိုရင်တကယ်ကျွန်တော်လွဲကူတဲ့အသင်းကတသိမ့်မှာပါအောင် United ကကျွန်တော်တို့ဒီပါဆိုမယ် United ကပြမဲ့ဆိုရင်အသင်းကြီးရဲ့တွေ့ပြီဆိုရင်သူတို့အသင်းကအများကြီးခံကန်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အနေထားကတော်တော်လေးကမှကျွန်တော်တို့ဒီစိုးရင်စရာကောင်းတယ်ပြမဲ့ဆိုရင်လက်ကျန်ပွဲစဉ်တွေကသူတို့အတွက်တကယ်ခက်ခဲတဲ့ပွဲစဉ်တွေပဲ ဘယ်လုံးမှကျွန်တော်လက်ကွဲလက်ကွဲလက်ကွဲကျွန်တော်ဒီပြန်ပြတ်တယ်မဟုတ်ဘူးကစားခက်ကျွန်တော်ပြန်ပြတ်တယ်ဘာမဲ့ဆိုရင်ကျွန်တော်ဒီပွဲမှာဆိုရင်ကျွန်တော်ဒီ Chelsea ကအမယောနာခြေသူနေတာအများရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကကျွန်တော် Champions League ဝင်ခွင့်အတွက်တော်တော်လေးကမှကျွန်တော်တို့ဒီအခြေအနေမကောင်းဘူးဗျဆိုရင်နေရတဲ့ဒါအပြင်ကမှကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီအာ ဒီရဒီမှာဆိုရင် conference room နဲ့ကန်နေရတယ်။ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ post တွေနဲ့အချိန်တွေကောင်းတယ်။ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ conference room မှာ post ဆွဲတယ်ဆိုတာကဘာမှတော့ကျွန်တော် create through ကျွန်တော်တို့ဒီဂုံစရာမဟုတ်ဘူးဗျာ။ဘာလို့လဲဆိုကျွန်တော်တို့ဒီ Chelsea ရဲ့အစုအဖွဲ့နဲ့ကျွန်တော်တို့ဒီအာဘုံဆွဲရင်လဲအာဒီပြားနဲ့ကျွန်တော်တို့ဘာမှထိုင်ဆိုင်ဝင်ကျွန်တော်တို့လေ။ဘုံဆွဲတာကပြောမယ်ဆိုရင်ကျွန်တော် conference ဆိုတာကတိတ်ပြီးတော့ Chelsea တို့ကတိတ်ပြီးတော့ဘောင်းမွန်းဗျာ။ဘာလို့လဲဆိုတော့သူတို့အတင်းကျွန်တော်လူစင်းအင်အားရကြီးမယ်ဆိုရင် conference ဆိုတော့ကရောက်ရတဲ့နဲ့ဖလာဘယ်မှာကျွန်တော်တို့ဒီပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဆဲရမှာ ရသွားပြီဆိုရင်တိတ်ပြကျွန်တော်တို့ဒီ flyer တိတ်ပြခုံးဆရာမရှိဘူးဒီညမှာဆိုကျွန်တော်တို့ဒီ chelsea ရေးကြည့်တာကကျွန်တော်တို့ဒီချမင်းဝင်ကွတ်အဓိကကျအရေးကြီးတယ်တတိကကျွန်တော်တို့ဒီပြောဆိုရင်အရေးကြီးရယ်ဘို့လိုအပ်တယ်ဒီညမှာဆိုရင်ကျွန်တော်တို့လက်ရှိချိန်မှာဆိုရင် chelsea ရဲ့သူတွေနဲ့အမှတ်တရရောင်းနေတယ်ဒါအပြင်ကျွန်တော်တို့ဒီနီးပြကပြမဲ့ဆိုရင်ကျွန်တော်တို့ဒီ loser လူစင်းကိုသူတွေနဲ့လုတ်ချင်တယ်လုတ်တယ်ဘနေညကဆိုကျွန်တော်တို့ချာလိုဘာကိုကျွန်တော်တို့ဒီ white bet တဲ့ဒါအပြင်လူစားလဲတော့တဲ့ကျွန်တော်တို့ဒီဘာလုတ်ကစတော့ထဲတယ်ခွေးချင်းကိုမထဲဘူးပြောမယ်ဆိုရင်နီးပြားကကျွန်တော်တို့ဒီဘာလုတ်လို့လည်းမသိဘူး ်ဒါမှမဟုတ်ကျွန်တော်တို့ဒီအပြောင်းရွှေ့မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီဒီကစားသမားတွေခေါ်ဆိုရတဲ့ နီးပြားကိုကျွန်တော်တို့ပြောင်းတဲ့နဲ့ဘာလို့လဲဆိုတော့ဒီနီးပြားကကျွန်တော်တို့ဒီဒီ championship level နီးပြား championship level နီးပြားကိုခန့်ထားမှတော့ဒီသင်းကဘာကိုမျှော်လင့်လို့ရအောင်ပါပဲဒီနေရာမှာဆိုရင်နီးပြားကဘာမှကျွန်တော်တို့ဒီနီးစနစ်အပြောင်းလဲမရှိဘူးယာဒီအစာပိုင်းကကျွန်တော်တို့ဒီနီးစနစ်ကျွန်တော်တို့ဒီအဆင်ပြေခဲ့တဲ့ဆိုရင်လည်းဒီအချိန်မှာဆိုရင်တို့ရဲ့ကျွန်တော်နီးစနစ်ကဘယ်လိုမှကျွန်တော်တို့ဒီအဆင်ပြေတော့ကစားသမားတွေလည်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဘယ်လိုမှကျွန်တော်တို့ခြေစစ်ဆင့်မရှိခင်မှာတော်တော်များတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီနီးပြားရဲ့ကစားသမားချိုးကကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့ဒီ ုတိယအစားကမ္ဘာသူတွေမြင်ရတယ်ဒါအပြင်နောက်တန်းကိုကြည့်မယ်ဆိုရင်တော့ဒီ Chelsea မှာဆိုရင် Chelsea level ရှိတဲ့နောက်တန်းဘယ်သူရှိလဲဘယ်သူမှကျွန်တော်တို့ဒီမရှိဘူးဗျာဒီညမှာဆိုရင်လပိုင်းကွယ်သူတွေကောင်းတယ်ဆိုရင်ပဲ Chelsea level သူတွေရှိပြီလားဆိုတော့မရှိသေးဘူးလို့ပြောလို့ရတယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီတော်တော်လေးကမှကျွန်တော်ကစားသမားအခြေသူအပြင်ကြည့်မယ်ဆိုရင်တော်တော်လေးသူနဲ့အားလည်းလို့ねဒါအပြင်နီးပြားကျွန်တော်တို့ဒီဆော့ဆောင်ရေးတော်တော်လေးကမှကျွန်တော်ပြောမယ်ဆိုရင်အပြောစရာဖြစ်တယ်ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီဒီယာဒီမှာဆိုရင် conference ရရဲ့ဆိုပြီးသူတွေနဲ့ ကျင်းနေလို့မရအောင်ပြောမယ်ဆိုရင် conference league ကကျွန်တော်တို့ဒီဘာမှကျွန်တော်တို့ဒီမဟုတ်ဘူးယာ Chelsea အတွက်ပြောမယ်ဆိုရင်ဘာမှကျွန်တော်တို့ဒီမဟုတ်ဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီလာမကျွန်တော်တို့ဒီအာနေရာဒီအပြောင်းရွှေ့မှာဆိုရင်သူတို့ကကျွန်တော်တို့ဒီကစားသမားတွေခေါ်ရဲဆိုတာထက်နီးပြားကိုကျွန်တော်တို့ဒီ ပြောင်းတင်တယ်။နီးပြကျွန်တော်တို့ဒီပြောင်းလဲမှာသူတို့အသင်းကပို့ပြီးသူတွေမျှော်လင့်လို့ရမယ်။ပြောင်းလဲဆိုရင်ဒီနီးပြနဲ့နောက်တော့ဒီဆက်ပြီးကစားမယ်ဆိုရင်လည်းဘာမှကျွန်တော်တို့ဒီ Chelsea ကပြောင်းလဲမဲ့အခြေအောင်မတွေးရဘူး။ဒီနေရာမှာဆိုရင်နီးပြကကျွန်တော်တို့ဒီ Championship နီးပြတတာဖြစ်တယ်။ Championship ကျွန်တော်တို့ဒီ level နီးပြက Championship ကျွန်တော်တို့ဒီကစားမှုမှာကျွန်တော်တို့ရှိမှာပဲ။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ player တွေယူချင်တယ်ဆိုရင်တကယ်ကျွန်တော်ထိတဲ့နီးပြရဲ့ဒါမျိုးကျွန်တော်တို့ခေါ်ရမယ်။ဒါပေမဲ့လက်ခတ်တာကကျွန်တော်တို့ဒီ Bordeaux ဘက်ကကျွန်တော်နီးပြကိုထောက်ခံပေးထားတယ်။ကျွန်တော်တို့ဒီ woman woman ဒီဘက်ဟိုဘက်ခေတုံလာတော့ကျွန်တော်တို့အပြောင်းလဲကျွန်တော်မြင်ဖို့ဆိုတာကတိတ်ပြီးတော့မျိုးလုံးများသေးဘူးဆိုတော့ကျွန်တော်တို့ဒီ Chelsea ဘက်ကျွန်တော်တို့ဒီ Diadima ဆိုရင်ဆက်သွားမလားမလဲတနေ့ကျွန်တော်ဒီစောင်းကြည့်ရမယ် Legend Boys Cinema ဆိုကျွန်တော်ဒီ Chelsea ကျွန်တော်ဒီရတကောင် United ပေါ့မလားဒီနေ့ကျွန်တော်ဒီစောင်းကြည့်ရမယ်ဒါကတော့ကျွန်တော်ဒီ Chelsea တင်ပြပေါ့လားအလုံးကျွန်တော်ဒီဘယ်မှာကောင်းကောင်းနေဖြစ်ပါစေ Studio နောက်ပဲပြပေးမယ်